15ရာစုနောက်ပိုင်း1462ခုနှစ်ကာလလောက်တုန်းကဂျပန်ပြည်ရဲ့ခေတ်ဟာကျိုတိုမြို့တော်မှာကန်ရှိုခေတ်လို့ခေါ်တဲ့ရှိုဂန်သခင်မျိုးဆက်တွေအုပ်စိုးခဲ့တဲ့ခေတ်ဖြစ်ပြီးဒုတိယကန်ရှိုမျိုးဆက်ရှိုဂန်သခင်လက်ထက်အရောက်မှာတော့တတိုင်းပြည်လုံးကြီးမားဆိုးဝါးတဲ့ငက်ဘေးဒုက္ခကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ကျိုတိုမြို့တော်ကြီးမှာလွန်ခဲ့တဲ့နှစ်ပေါင်း960လောက်တုန်းကခန္ဓာကြီးကျယ်တဲ့ခုနှစ်ထပ်ဖျားเจ้าကြီးကိုတီးဆောက်ခဲ့ပြီးနောက်ကေယောဂါရီနဲ့ငက်ဘေးဒုက္ခကတ်တွေတပြိုင်တည်းနှိမ့်ဆက်တာခံလိုက်ကြရသလို လက်ရှိရှိုးကန်သခင်ကြီးလက်ထက်မှာလည်းပြည်သူတွေဟာအငက်ပေးဆိုင်ကန်နေရကြကအခုမဆောင်နိုင်လို့ဆိုပြီးရှိုးကန်ရဲ့ဥယျာဉ်အတွက်အလားစင်တဲ့နေရာမှာကျုံနေလို့ရိုက်နှက်ခိုင်းစီခံနေခဲ့ကြရပါတယ်။အငက်ပေးဒုက္ခကြီးရဲ့နှိမ့်ဆက်တာကတမျိုးအုပ်ချုပ်သူတွေကလစ်လျူရှူနှိမ့်ဆက်ခိုင်းစီတာကတမျိုးနဲ့ပြည်သူတွေ၈၀၀၀ကျော်လောက်သေဆုံးခဲ့ရတာကြောင့်ကောင်းကောင်းမတကြုံနိုင်တော့ပဲကျိုတိုမျိုးရဲ့ကာမိုမြေကြောင်းတစ်လျှောက်အလောင်းနေပုံထက်မီးရှို့ပစ်ခဲ့ကြရပြီးပြည်သူတွေမှာပြန်တိုးလှန်မှုကြပြန်တော့လေရှိုးကန်ရဲ့ဆာမူရိုက်တပ်ကိုကြောက်ရွံ့နေကြရတာကြောင့် အငငက်ပြက်ပြက်နဲ့တေမဲနေကိုနှိမ့်ဆက်ခံရင်စောင့်နေခဲ့ကြသလိုပါပဲအဲရိခင်မှာတော့ဆာမူရိုင်းဆိုတော့အရှင်သခင်အတွက်တာဝန်ထမ်းပေးရတဲ့စစ်သည်ရဖြစ်ပြီးအရှင်သခင်မရှိကြုံတလို့လွတ်လွတ်လပ်နေတတ်တဲ့ဓားသမားတွေကိုတော့ရိုနင်းလို့ခေါ်ကြပါတယ်ကြုံရနေကြုံရသွားတွေမို့ရိုနင်းနေတော်တော်များများဟာဓမြတွေလူရက်သူတွေဖြစ်နေကြပါမယ်ဟာဆူတာဝဲလို့အမည်ရတဲ့ဓမှုထူးခြားသူရိုနင်းသူရဲ့ကောင်းတယောက်ပေါ်ထွက်လာခဲ့ပြီးတခြားသူတွေလို့ဓမြတိုက်လူရက်တာမလို့ပဲ ်ကျေးဇူးလို့ကိုပဲလုံရင်လလန်းမိတဲ့လောက်ပြည်သူတွေကိုဂူညီပေးနေခဲ့ပါတယ်အရှင်သခင်မဲ့ရိုနေဆိုတဲ့အတိုင်းအုပ်ချုပ်သူတွေဘာတွေမသိပဲလှုပ်ချင်စိတ်ရှိရင်မျက်စိနဲ့ကဲလန့်ဖြစ်နေရင်ဝင်ရှင်းပေးတဲ့ပြီးဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလည်းသူ့မှာရှိတာတွေမျှတဂူညီပေးတယ်ပါသေးတယ်အဲ့ဒီချိန်ကရှိုကန်ရဲ့ဩဇာနဲ့ဝေရိုးချေးလုပ်ငန်းကိုလုပ်နေတဲ့သူတွေကတော့ဘုံကြီးတွေပဲဖြစ်ပြီးအခွန်မပေးနိုင်တဲ့ပြည်သူတွေဟာအစမတန်များပြားတဲ့အတိုးတွေနဲ့ကိုရိုရီစီကငွေချေးယူကအခွန်ဆောင်ခဲ့ကြရပါပဲ။ ြန်ဆက်ဖို့မရှိတဲ့အခါကိုရော်တွေကရှိသမျှအကုန်သိမ်းစနစ်နဲ့ဘာမှမရှိရင်မိမတွေတမီးတွေကိုပါသိမ်းယူတတ်ကြပါတယ်။တကယ်မှာတော့အမေရိကကူကြီးចောင်းတိုက်ကကိုရော်ဂျိုရှင်းတဲ့တပည့်တွေဟာပြည်သူတယောက်ရဲ့အိမ်ကိုသာမကမိမနဲ့တမီးကိုပါသိမ်းယူပြီးသူတို့ရဲ့ဂျွန်တယောက်ဖြစ်တဲ့စာရေးဆိုကိုပွဲဥထွက်လူသက်ခိုင်းလိုက်ပေမယ့်ကောင်းလေးစာရေးဆိုကတနာစိတ်ရှိပြီးမသက်လို့သူပါပြန်ဖန်ခံထားလိုက်ရပါတယ်။ညရောက်တဲ့ခါမှာဂျိုရှင်းမရှိခင်တပည့်ကိုရော်တွေကအရက်တော်ရင်နဲ့တိန်းလာတဲ့မိမတွေကိုစော်ကားဖို့ကြံစီနေချင်း မျက်နှာဖုံးဝင်းရိုနယ်တစ်ဖွဲ့ရောက်လာပြီးအကုန်လုံးကိုတက်ဖြစ်ကောင်းចောင်းတော်ပိုင်းတန်မိုးရှိတာမှန်သမျှသိမ်းယူလိုက်ကြပါတယ်။အဖမ်းခံထားရတဲ့စာအီဆိုကိုလှုပ်ပေးလိုက်ပြီးမဲ့ကြောက်လန့်နေတဲ့ပြင်ဓမြရီလိုអော်ရင်းနဲ့သူ့ရဲ့လက်ဆွဲတော်ဒုံနဲ့ပြန်လဲတိုက်ခိုက်နေခဲ့တာကြောင့်ရိုနယ်ဓမြကောင်းဆောင်ဟိုနေကာဝါဒိုကန်ကအตาရလေးပဲအမောက်တေပေးပြီးဖမ်းခေါ်လာခဲ့ပါတော့တယ်။တကယ်တော့ကြိုးတိုးတပြည်လုံးဘေးဒုက္ခရောက်နေခြင်းပြည်သူကိုမကူညီပဲပျော်ပါးနေတဲ့အုပ်ချုပ်သူတွေကြောင့်ရှိုကန်ရဲ့အာနာဇက်ဟာတဖြည်းဖြည်းကြာဆင်းနေခြင်းဖြစ်လို့ပုံကံမှုပြဿနာတွေဖြေရှင်းဖို့အတွက် ဒိုကန်ကကာကွယ်သူဖြစ်အမှုထမ်းနေခဲ့တာပါ။ဒါပေမဲ့ဒိုကန်ဆိုတာကလည်းဟာဆူတာနဲ့တငယ်ချင်းတွေဖြစ်တာမို့စိတ်ကောင်းလေးဝင်တာနဲ့ဂုံသွေးဆုပ်ကိုရော်တွေကိုဓမြတိုက်ပြီးတပည့်တွေကိုကောင်းကောင်းကျွေးမွေးထားတတ်တယ်လို့လူယူပြီးလို့စကမ်းပြန်ရောက်တာနဲ့တပည့်တွေအတွက်ငွေကိုအချိုးကျခွဲဝေပေးနေခဲ့ပါတယ်။အဖမ်းခံထားရတဲ့စာရီဆိုရဲ့ပုံစံကစပင်းဆုပ်ဖွားပေတီပေဆုပ်ပုံစံနဲ့မို့အကုန်လုံးကမြောက်လို့ခေါ်ပြီးသေးပေါက်တာကိုဝိုင်းကြည့်လောင်ပြောင်နေခဲ့ချိန်ဒိုကန်ကရောက်လာပြီးသူရဲ့လုံရက်တွေကိုရှင်းပြနေခဲ့ပါတယ်။ အကောင်သေးသေးနဲ့စာရေးဆိုကစိတ်ထိခိုက်လွယ်လို့ငိုတတ်တာကလွယ်ရင်ကြောက်စိတ်ဆိုတာဘာမှမသိတာကြောင့်ဒိုကန်ကိုဓမြလို့ခေါ်မိတဲ့အတွက်အသက်ခံရတော့မယ့်ချိန်ဟာဆူတာရောက်လာပြီးဒိုကန်ကိုအလုတ်ကိစ္စမေးလိုက်ပါတယ်ရိုနီမြေခံပြီးရှိုကန်ရဲ့မူရက်လုံနေလို့ဟာဆူတာကသူ့ကိုခနေင်းနဲ့အလုတ်အမဲ့ကိစ္စကိုပဲအမြန်မေးလိုက်တဲ့အတွက်ဒိုကန်လက်ကာဝါချီနဲ့ကယိုရှိကာဆာရွာလေးကလှဲသမားတွေပုံကံမှုလုံးမဲ့တဲ့ရင်ရထားလို့ဖြည့်ရှင်းပေးဖို့ပြောလိုက်တာကြောင့်ဟာဆူတာလည်းအလုတ်အတွက်ဈေးညင်နေတဲ့ ငွေ600နဲ့တူစာရေးစိုးကိုပါခေါ်သွားဖို့ဒိုကန်ကဈေးပြောလိုက်ပါတယ်။အာဆူရာလည်းဒုံးနဲ့ရိုက်ဖို့ချိန်လိုက်ပေမယ့်စာရေးစိုးကမျက်တော်မခတ်ပဲပြန်ကြည့်နေတာကြောင့်ကောင်လေးစီကထူးခြားတဲ့တက်တီကိုသဘောကျပြီးခေါ်လာခဲ့တယ်လို့အခုံကောက်တဲ့ဂိတ်တစ်ခုကိုရောက်လာခဲ့ချိန်မှာတော့ပြည်သူတွေဟာအဆမတန်များပြားလို့နဲ့အခုံငွေကြောင့်သူတို့ရဲ့တက်ကိုယ်တော်လေးမထားကြတော့ပဲခိုးဝက်သွားကြပေမယ့်ဂိတ်ဆောင်တွေကရဲရဲဆက်ဆက်တက်ပြစ်နေခဲ့ကြတာကိုမြင်လိုက်ရတဲ့အတွက်အာဆူရာလည်းကြည့်မနေနိုင်တော့ပဲဂိတ်ဆောင်တွေအကုန်လုံးကိုတက်ပြစ်ခါ အခွန်ငွေတွေကိုပါယူပြီးတော့ဂိတ်ကိုပါမီးရှို့ပြီးထွက်လာခဲ့လိုက်ပါလေရောဇိုင်းဆိုလည်းဖြစ်ပျက်နေရတွေကိုတန်တော်ကြည်ရင်နဲ့ရှိုးကန်ကိုတော့ခေါင်းနဲ့မထည့်ပဲလှုပ်ချင်ရလှုပ်နေတဲ့ဟာဆူရာနောက်ထက်ချက်မကွာလိုက်လာခဲ့ပါတယ်တကယ်တော့အခွန်ဂိတ်ကလည်းဒိုကန်ရဲ့စောင်းရှောက်မှုအောက်မှာရှိနေတာကြောင့်သူ့ရဲ့တရှိုးမင်းကလေးတယောက်ဟာစောင့်ကြည့်နေရင်နဲ့ဟာဆူရာကိုတေချာမှတ်ထားလိုက်ပါတော့တယ်ဂျိုတိုမျိုးတော်မှာလည်းရှိုးကန်ရဲ့နန်းဆောင်မှာနေသားတွေစီးဝေးလို့ပြီး ပြည်သူတွေရဲ့အငတ်ဘေးကိုဖြည့်ရှင်းမှုတိုင်းမနေကြပါမယ်။ရှူကန်ကတော့စိတ်တောင်းမဝင်စားဘဲနဲ့ဥယျာဉ်လှဆင်မှုကိုပဲစိတ်ရောက်နေသလိုနေသားတွေကလည်းပြည်သူတွေကိုကူညီဖို့ထက်အခွန်တိုးကောက်ဖို့နဲ့သူတို့ပျော်ပါဖို့ပဲအာရုံရှိနေတာကြောင့်အစည်းအဝေးဟာဘာမှမထူးခြားပဲပြီးဆုံးသွားခဲ့ရပါတယ်။အငတ်ဘေးပြဿနာကိုဖြည့်ရှင်းမှုပြောနေတဲ့နေသားဤဆဲကလည်းပုံကံမှုဖြစ်ပြီးရှူကန်ရဲ့အာဏာမင်းမိန်သွားမှာကိုစိုးရိမ်နေတာကြောင့်ဒုကန်ကိုကာကွယ်ရေးအာဏာပေးပြီးပုံကံသူမှန်သမျှကိုဖြည့်ရှင်းခိုင်းထားခဲ့တဲ့အတွက် အစည်းအဝေးပြီးတာနဲ့ဒိုကန်နဲ့တွေ့ကအခြေအနေမေးလိုက်ပါတယ်။ဂျပန်ကစာရေးဆိုလိုလဲခီးဆက်ကြရင်နဲ့ယိုရှိကာဇာရွာလေးကိုရောက်ရှိလာခဲ့ကြသလိုရွာမှာရှိတဲ့မျိုးသားတွေဟာရှုခန်းဥယျာဉ်အတွက်လှုပ်လှုပ်ပေးဖို့သွားနေရခြင်း၊ကျန်တဲ့မျိုးသမီးတွေကလေးတွေကိုရိုနီဓမြတွေကအမြဲလာတိုက်ခိုက်လေရှိတာကြောင့်ဟာစူရာလေးဂျုံနှုံဂျုံကိုင်းရိုနီဓမြတွေအကုန်လုံးကိုတတ်ပေးလိုက်တာကြောင့်အမျိုးသားတွေပြန်ရောက်လာတဲ့အခါမှာတော့ဟာစူရာတို့ကိုကျေးဇူးတင်ပြီးစာကင်းတဲ့အစားအသောက်တွေနဲ့အဲခံနေခဲ့ကြပါတယ်။ တကယ်တော့ဒီရွာလေးကဟာဆူရာအမြဲရောက်ဖြစ်နေတဲ့ရွာမို့အကုန်လုံးနဲ့ရင်းနှီးပြီးသားဖြစ်တာကြောင့်ရွာသူကြီးဒန်စုကီကိုအချိန်မကြာသေးတဲ့အတွက်ပုံကံမှုလုပ်နေရတွေခဏရက်ထားဖို့ ਨੇ ကိုဘက်ကမပိုင်မဲပုံကံမှုလုပ်လိုက်ရင်တယောက်တည်းသေးကြမှာမဟုတ်ဘဲနဲ့မိမနဲ့ကလေးတွေပါမြေစာပင်ဖြစ်သွားနိုင်တယ်ဆိုတာကိုရှင်းပြတဲ့အခါကျမှဒန်စုကီနဲ့ရွာသားတွေလည်းမကြင်နဲ့ကြပါပဲဟာဆူရာပြောတာမှန်နေတဲ့အတွက်လက်ခံလိုက်ကြသလိုအချိန်တန်လာရင်ဒန်စုကီတို့အတွက်အဆက်အသွယ်ကောင်းနေသူရှာပေးမယ်လို့ပြောပြီး အခွန်ကြီးကယူလာတဲ့ပတ်စံတွေအကုန်လုံးကိုမျှဝေပေးလိုက်ပါတယ်။တရွာလုံးပြောင်းလှုပ်ပေးနေတဲ့ဟာဆူရာကိုကြည့်ရင်စာအီဆိုလည်းပီတီဖြစ်နေခဲ့ပြီးနောက်နေ့မနေ့စောစောမှာတော့စာအီဆိုဒုတ်တိုင်းကျင်နေတော့မှဟာဆူရာကဝင်ရောက်တိုက်ခိုက်ရင်းနဲ့အနိုင်ရတဲ့အခါစာအီဆိုကိုဝယ်လာတဲ့အကြောင်းရင်းကိုဖြေရှင်းပြီးပြီးမို့လွတ်လွတ်လပ်လပ်သွားလို့ရတဲ့အကြောင်းပြောလိုက်ပြီးမယ်။စာအီဆိုကတော့တကောင်ကျွတ်တမျက်နှာဘွားနဲ့ဘယ်မှမသွားတော့ဘဲဟာဆူရာစီမှာတပည့်ခံမှုဆုံးဖြတ်လိုက်တာကြောင့်စစ်တီတယောက်ဖြစ်အောင်တင်ပေးဖို့စီစဉ်လာရင်းနဲ့အီမော်ဇူယာကိုသွားဖို့နှစ်ယောက်သားခီးဆက်လာခဲ့လိုက်ကြပါရယ်။ လမ်းရောက်တော့ဟာဆူရာကသူ့ဖွက်ထားတဲ့ပတ်စံတွေကိုပြန်တူးယူလာပြီးအီမာဇူကန်ကြီးရွာလေးကိုရောက်တဲ့အခါမှာငွေချေးပေါင်ဆိုင်မှာငွေတွေကိုအပ်ထားလိုက်ပါတယ်။ဟာဆူရာကအင်ဂျီမက်တယောက်စီမှာထူးခြားတာတစ်ခုခုမြင်ပြီးဆိုရင်အဲဒီလူကိုစောင်းလျှောက်ထားပြီးဒီရွာလေးကဆရာကြီးစီမှာစစ်တီတယောက်ဖြစ်ဖို့လိုအပ်တဲ့ရေးချင်းတွေကိုသင်တန်းတက်ခိုင်းတတ်တယ်လို့ဒါကြောင့်ပဲစိုင်းစိုးကိုရွာလေးစီကိုခေါ်လာခဲ့တာဖြစ်ပြီးဆရာကြီးကိုလည်းလိုအပ်ကိစ္စတစ်ခုအတွက်ငွေစုလက်မှတ်လာပို့ပေးရင်းနဲ့တစ်ချက်ကုန်တစ်ချက်ပြန်ခီးစဉ်တစ်ခုဖြစ်လာခဲ့တာပါပဲ။ လူမိုက်ပုံကြီးလိုစွတ်စွတ်ပြပြပုံစံနဲ့ရက်အိုးခါဆွဲထားတဲ့ဆရာကြီးဆိုသူကလည်းစာရေးစိုးကိုမြင်တာနဲ့ငုံနေတဲ့ရေချင်းတချို့ကိုမြင်တာကြောင့်သူတို့ဘက်လက်ခံတဲ့ပုံစံတိုင်းအန်ဆုံးသွားတချောင်းကိုနှုတ်ယူလိုက်ပါတော့တယ်။ဖေးနှိမ့်ဆက်တာခံခဲ့ရလို့လေပင်ချေပြီးစကားမပြောနိုင်နဲ့မြားတလက်ကိုအမြဲဆောင်ထားတတ်တဲ့မိန်းမချော်လေးကိုချိုးဤဖြစ်ကြောင်းဟာဆိုတာကိုပြောပြရင်လူလူလူမြောက်လူလူကဘိုကယုံနဲ့စာရေးစိုးကိုရေပေါ်တရားပေါ်တက်ပြီးတိုင်မာကက်ထားတဲ့တန်နေအကုန်ရိုက်သွင်းမှုပထမဆုံးသင်တန်းကိုစပေးလိုက်တယ်လို့ ဒန်းနှုံးတွေကိုကျိုးနဲ့ဘောလုံးချီထားတာကြောင့်နင်းလိုက်တိုင်းရေထဲမြုံမြုပ်သွားလို့စာရီဆိုလည်းတန်တချောင်းတော့မရိုက်သွင်းနိုင်ပဲရေထဲပြုတ်ကျသွားခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းငွေရိုးချီစားတဲ့ကိုရိုဂျိုရှင်းကသူ့ချောင်းတော့ကိုဓမြတိုက်တာဟာဆူရာပဲလို့အပိုင်တွက်ပြီးဈေးတန်းတစ်ခုထဲမှာလိုက်ရှာနေခဲ့ရင်ဒိုကန်ထိုင်နေတာကိုဟာဆူရာထင်ပြီးတော့တပဲတွေနဲ့ပြဿနာရှာဖို့လှုပ်ချိန်မှာဒိုကန်မှန်းတီးပြီး4 shot လုံနေခဲ့ပါတယ်။ဒိုကန်ကလည်းသူ့လက်အောက်ကအခွန်ကိတ်ကိုမီးရှို့သွားတဲ့အတွက်ဟာဆူရာကိုရှာနေတာဖြစ်လို့ ဂျိုရှင်းရှာတွေ့ရင်သူ့ကိုပါသတင်းပို့ဖို့မှာရင်ကြည့်မြော်တဲ့အခန်းကားလေးရှိတော့လက်သီးတစ်ချက်ကျွေးထည့်လိုက်ရင်ဟိယောင်နေတောက်ဆရာရှိတာဝါတော့ကိုရိုကြီးရှင်းပေးလိမ့်မယ်လို့ပြောလိုက်ပါသေးတယ်။ကရုံးကကရုံးနေရာမနေလိုက်ပုံများမြန်မာပြည်ကမဲမဲပြောင်ပြောင်စီပိတ်နေတဲ့ဂူဂူကိုရိုကြီးကိုတော့မျက်စီနဲ့မြင်အောင်မိသေး။ရလီတော်ကြာလာတဲ့အခါမှာအီမာစုရွာလေးမှာလေးချင်နေတဲ့စာအိစုတယောက်ရေပေါ်သရသင်ငန်းစာကိုကောင်းကောင်းတက်မြောက်သွားခဲ့လို့ဒီပေါ်ပြန်ဝဲမဲ့ဓာတ်တိုင်းကကိုတင်ပေးလိုက်ချိန်မှာ လေတပ်ရှင်ရဲ့ကြိုးတန်းလန်းဖြစ်နေတဲ့ဓာရီဟာဗက်ပေါင်းဆောင်ကနေအချိန်နဲ့စာအီဆိုကိုဒရက်ဆက်တိုက်ခိုက်နေတယ်လို့ဖြစ်တာကြောင့်ဒေါ်တချောင်းနဲ့မခုခံနိုင်ပဲတကူလုံးဓာရှာရာတွေနဲ့ပဲပြေးလာခဲ့ပြီးတော့မခံနိုင်တဲ့ဆုံးမှာအော်ဟစ်ထွက်ပြေးသွားတဲ့အခါဂျိုဟီကထိမ့်မချွန်ထားတဲ့မြားနဲ့ခေါင်းကိုလှမ်းပစ်လိုက်တဲ့အတွက်သတိလစ်သွားပါလေရော။ဟာဆူရာကတော့ပြည်တစာရင်ကချွေးထုတ်ခန်းထဲမှာအပန်းဖြေနေချိန်ဒိုကန်ကသူ့ကိုလိုက်ရှာနေတဲ့အတန်ကြားလိုက်လို့အမြန်ပုန်းနေခဲ့ရတယ်လို့ပညာတဲ့ပြည်သူမှလေးဟိုကြီးကလည်းဟာဆူရာမရှိကြောင်းတဲတန်ညင်းရင်ပြာရခတ်နေခဲ့ပါတယ်။ အတိတ်ကလာတခုလုံးကဟာဆူတာဒိုဂန်နဲ့ဟိုဂျီတို့ဟာအင်ယာမဲဘွားနဲ့အတူတူကြီးပြင်းခဲ့ကြပြီးဒိုဂန်တို့ကရိုနင်ဖြစ်လာချိန်ဟိုဂျီကလည်းပညာနဲ့ပြည့်စုံတဲ့အောက်ဖြစ်ကျွမ်းကျင်လာခဲ့ပြီးဒိုဂန်နဲ့ဟိုဂျီတို့ကအတိတ်မှာချစ်သူတွေဖြစ်ခဲ့ကြပေမဲ့လက်ရှိချိန်မှာတော့ပြတ်သွားကဟာဆူတာနဲ့ထက်ကြိုင်နေခဲ့တာပါ။ဩဒင်းကဒုံနှချောင်းတိုင်းကျင့်နေတာကိုအရန်ချစ်ခဲ့ကြတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာမို့ဒိုဂန်လည်းဟာဆူတာနဲ့ရှိနေတာကိုသိရတဲ့ပြဿနာဆက်မရှာတော့ဘဲနဲ့ နောက်တစ်ခါအခွန်ကိန်းတွေကိုမီးမရှို့နဲ့လို့မာကပြန်သွားခဲ့ပါတယ်။ဟာဆူရာကလည်းချိန်ကြာကြီးနေမှာဟီယိုဂျီစီရောက်လာနိုင်တာကြောင့်ညအီဘီစင်စာအဖျက်ခံရမယ့်ဂိမ်းစာတွေကိုစိတ်ရှိတိုင်းလုပ်နေခဲ့တာကြောင့်ကိုရခိုင်ကြီးကပဲမကြည့်နိုင်တော့လို့စင်စာဖျက်လိုက်ပါတယ်။ရက်တီလာတွေကြာလာတဲ့အခါမှာတော့ပန်းဆယ်မျိုးတစ်ခိုးတိုင်းကို USA ကနေပြီးတင်ယူတက်မြောက်ခဲ့ပြီးမို့ဆရာကြီးချီးမြှင့်ထားတဲ့ကောင်းဆုံးဒုတိယချောင်းကိုကရင်နောက်ဆုံးတင်တဲ့အနေနဲ့အလွန်ငွေပုံးပြီးကိုဖျောက်ရမယ့်တိုင်းွက်ကိုစိုက်စိုးတယောက်ကြည့်နေလိုက်ပါတယ်။ တင်းစရာလည်းမရှိတော့လို့ဒီအမောအိတ်နေတော့ကိုရောဂျိုရှင်းနဲ့တပည့်တွေရောက်လာပြီးပြဿနာရှာနေတာကြောင့်အတို့ရင်ပေါင်းပြီးစာရီဆိုလည်းကောင်းကောင်းပြန်ဆုံးမပေးလိုက်တဲ့အတွက်ပြန်ထွက်ပြေးသွားကြရတယ်လို့မူလတကင်ဟာဆူရာပြန်ရောက်လာခဲ့လို့ဝမ်းသာသွားခဲ့တာပေါ့ဗျာဇာတဝဲနှစ်ယောက်ဂျိုတိုစီရဲ့ပြန်လမ်းမှာတော့တနည်းလောက်ချိန်တွင်ပြည်သူတွေရဲ့ငတ်ပေးဟာဆိုးဝါးလာတာကြောင့်လမ်းမီးတစ်ချောင်းငတ်တည်ခဲ့ရတဲ့လူရိုးစုတွေပုံနေတာကိုကြည့်ရင်စိတ်တော့ကရောက်နေခဲ့ကြရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကရွာသားတွေကိုစားစရာဝေပေးနေတော့ရိုနင်၃ယောက်တူးစီကိုရောက်လာပြီးအလုတ်ကူလုတ်ပေးနေရင်လည်းလောကကနေနဲ့အစားအစာတောင်းတဲ့အကြောင်းကို ပြန်ပြောပြနေခဲ့ပါတယ်။ဟာဆိုတော့ပြောချင်တယ်ဆိုလို့ရင်းကစစ်တီတယောက်အတွက်ဂုံတရင်နာမည်ကောင်းတာမရှိရင်တေလူနဲ့တူတူပဲဆိုတဲ့အချက်ပါ။စာရီဆိုလည်းသဘောပေါက်သွားပြီးဟာဆူရာကိုပိုလေးစားပြီးလေးစားဖြစ်သွားခဲ့ပြီးတော့ခီးဆက်လာခဲ့ကြတယ်လို့ရွာစီရောက်တဲ့အခါမှာတော့ရွာသူရွာသားတွေအတွက်ဟာဆူရာကလက်ဆောင်တွေဝေပေးနေတော့ ရိုလင်၃ယောက်ဟာစာရေးဆိုကိုဆရာကြီးတယောက်လိုရိုသေးဝိုင်းပေးနေခဲ့ကြပါရယ်အဲ့ချိန်ဒုကန်တပည့်တွေရောက်လာပြီးစာတစောင်းလာပေးခဲ့တာကြောင့်ဖွင့်ဖက်ကြည့်လိုက်တဲ့အခါမှာလယ်သမားတွေနဲ့ရိုနင်တွေစူပေါင်းပြီးပုံကံမှုစီစဉ်နေကြလို့ဟာဆိုရာကိုတားခိုင်းတဲ့အစားဖြစ်နေပေမဲ့လှုပ်ဝဲညီတလုံးစီရောက်သွားတဲ့အခါကျမှဇိုင်းဆိုရုတိလိုက်ရတာကပုံကံမှုအတွက်စီစဉ်ဆွဲဥဆောင်နေတဲ့သူကဟာဆိုရာဖြစ်နေရပါပဲလယ်သမားတွေကလည်းလက်မှတ်ထိုးထားတဲ့စာရွက်မှာသူကိုယ်ရိုင်လက်မှတ်ထိုးလိုက်ပြီး ပြည်သူတွေတနေ့တခြားတည်လာကြပြီမို့ပုံကံမှုအတွက်အသိပြင်ထားကြဖို့မိန်ကုန်းပြောလိုက်ကယူလာရဲစာကေးရက်တွေတောင်းရင်းနဲ့အားလုံးကပျော်ရွှင်နေကြတော့အဆူရာနဲ့ခေါင်းဆောင်တို့ကမြေပုံတစ်ချက်နဲ့စီစဉ်ဆွဲနေခဲ့ကြပြီဒလာတွင်းအကောင့်ထဲပို့ဖို့ဆုံးဖြတ်လိုက်ကြပါရင်နောက်တနေ့မှာတော့ဟာဆူရာကစာအီဇိုတို့ကိုသူနဲ့လိုက်ရင်အသက်သေးနိုင်တဲ့အတွက်ထွက်သွားခြင်းသွားလို့ရအောင်ခွင့်ပေးလိုက်ပြီမဲ့လျောက်လုံးကဟာဆူရာနောက်ကနေအဆုံးထိလိုက်ဖို့သဘောတူပြီးသားပါပဲနောက်ရက်မှာတော့ဒိုကန်လဲပုံကံမှုတွေဖြစ်အောင် အစရာကောင်းဆောင်နေရဲဆိုတာကိုသိပြီးထိတ်တိုက်လာရောက်ဖြေရှင်းခဲ့တယ်လို့နှစ်ယောက်သားတိုင်ပင်ရင်ဒိုကန်ရဲ့ကြိုးစည်းပွားမထီးခိုင်အောင်ဟာဆူရာဘက်ကဂရီပေးလိုက်တယ်လို့ပြည်သူတွေကိုဂုံသွေးစုပ်နေတဲ့စိုးရစုပ်ပလုံနဲ့လက်ပါစီတွေရဲ့အပေါင်းစာချုပ်တွေအကုန်လုံးကိုမိရှုံရုံလို့ဖို့ဆုံးဖြတ်လိုက်ရင်တကယ်ရင်းနှစ်ယောက်ရှင်းအောင်နှောင်းပြစ်တွေပြောပြီးတော့စာကေးတူထိုင်တောက်လိုက်ကြပါရယ်။နောက်ရက်တွေမှာတော့ပုံကံမှုလုပ်မဲ့တဲ့င်းကြောင့်ဟာဆူရာရဲ့လိုအပ်နေရာစီအိမ်ယာမဲ့ရိုနီနေအပြင်တခြားလဲနေလေအောင်မြင်းဆောင်မှမကျန်ဖိနေခံရသမျှပြည်သူတွေဟာ စောက်ချင်မကောင်းတဲ့ဆိုးရွားကိုပြန်တိုက်ဖို့လာရောက်ပူးပေါင်းခဲ့ကြသလိုအာဆူရာကလည်းကျိုတိုမျိုးကြီးကိုမြင့်တနေရာကကြည့်ရင်ဆာမူရိုင်းတပ်တွေကိုပြည်သူတွေနဲ့ဘလို့နိုင်အောင်တိုက်ရမလဲအကြံထုတ်နေခဲ့ရပါပြီ။ပုံကံမဲရဲ့နီးလာတဲ့အခါမှာစစ်သားတယောက်လွတ်ပြီးစက်တမ12ရက်နေ့နေထွက်ချိန်မှာလုပ်ငန်းဆောင်မဲအကြောင်းကိုသတင်းပို့ကဒိုကန်ရဲ့လူတွေကိုခဏရှောင်ထားခိုင်းဖို့ပြောလိုက်ပေမဲ့ဒိုကန်ကသူ့ကြိုးတခုရဲကြည့်ပြီးတငယ်ချင်းပေါ်သစ်စာပေါက်ကပုံကံမဲရဲ့တိကျရှိုးကန်တခင်စီသတင်းပို့ရင်းနဲ့ မြေရှင်ရဲ့ဆာမူရိုင်းတက်တွေကိုအသိပြင်ထားဖို့တတိပေးလိုက်ပါရယ်။ဟာဇူရာရဲ့ဖွဲ့ကလဲသမားတွေကလည်းပြည်သူတွေကြားမှာစစ်နှစ်နေတိုက်ခိုက်မဲ့အကြောင်းကိုဒိုကန်ရဲ့တရှိုးတွေကြားအောင်တမင်တသက်သတင်းလွှင့်နေခဲ့သလိုဘာကူမလွယ်လွယ်မယုံတတ်တဲ့ဟာဆူရာကစနစ်နဲ့တိုက်ခိုက်မယ်ဆိုတာကိုဒိုကန်ယုံကြည်အောင်လုပ်ပြီးအချိန်စောတိုက်ခိုက်ဖို့စီစဉ်ထားခဲ့တာပါသူတို့စီစဉ်နေဆင်းသစ်ဖြစ်နေချိန်မှာလဲသမားကောင်းဆောင်ဒန်ဆူကီရဲ့တရွာလုံးကိုနယ်မြေပိုင်ရှင်ကြီးနာဝါကိုကတက်ပစ်ပြီ ဘုံကန်သူတွေကိုတတိပေးလိုက်တာကြောင့်ချိရတဲ့ကောင်မလေးကိုဟာကြီးအပါဝင်တရွာလုံးသေဆုံးခဲ့ရတဲ့ပုံမှာမကြေမနက်ဖြစ်ပြီးတော့ငိုစီစဉ်ထားတဲ့အပေါင်းစာရုပ်တွေကိုမီးရှို့ဖို့ပြင်နာဝကိုကိုပါတက်ပြစ်လက်စားချေဖို့ဟာဆိုရာလဲဆုံးဖြတ်လိုက်ပါတော့တယ်။ဇက်တမ7ရက်နေ့မှာတော့စာရီစိုးကိုပညာနဲ့ပြည်စာဟိုအိုကြီးရဲ့အိမ်စီကိုလွှတ်ပြီးစစ်ဖြစ်တော်မှာမို့နေရာပြောင်းပေးခိုင်းလိုက်သလိုနိုင်ငံကိုအသေးခံပြီးခေါင်းနဲ့တိုက်တော်မယ်ဟာဆိုရာရဲ့စီစဉ်တွေကိုရိတ်မိနေတဲ့ဟိုအိုကြီးလဲသူချိရတဲ့သူသူ့စီပြန်မလာနိုင်တော့မှာကိုကြိုသိနေခဲ့တဲ့ပြင် ကောင်လေးကိုလှုပ်လိုက်တာကလည်းဘွားစည်းစိမ်ကိုဘာတစ်ခုမှမခံစားရသေးပဲသေလန်းစီလှမ်းတော့မယ်စာရီစိုးအတွက်တာယာမှုပေးခိုင်းနေဆိုတာကိုသဘောပေါက်ခဲ့တာကြောင့်မဒန်းတီပေါလေးစာရီစိုးကိုစကားတွေလက်ပတ်ပြောပေးရင်းနဲ့အရသာမြီးစမ်းငွေပေးလိုက်တာကြောင့်အပြန်လန်းတစ်လျှောက်စာရီစိုးလဲပြုံးပြုံးကြီးနဲ့ဟာစူရာစီပြန်ရောက်လာခဲ့ပါတော့တယ်။အဲ့ဒီနေ့ညမှာတော့မနေ့ပိုင်းတိုက်ခိုက်မယ်ထင်ပြီးလုံချွင်းတင်းကျပ်မထားရသေးတဲ့ဂိတ်တကားနာကိုမြင်းငလျင်လှုပ်လို့တုံဟီးမှုကြီးနဲ့လူပုတ်ကြီးဟာမိလို့တစ်ဖက်ဓာတ်တစ်ဖက်ဂိုင်းပြီးခြီတက်လာခဲ့ကြပြီး မြို့ဝင်သားကတွေ့သမျှငွေချေးလုပ်ငန်းအကုန်မီးရှို့ခဲ့ကြသလိုပြည်သူတွေကိုလည်းတူတူပူးပေါင်းမှုလဲသမားတွေကလက်နက်တွေတင်ဆောင်လာခဲ့ပါသေးတယ်။ဟာဇူရာကဖြစ်လာနိုင်ကြီးတွေကိုကြိုတင်တွက်စာပြီးပုံကံမဲ့ချိန်မှာပြည်သူလူထုမပါဘဲမအောင်မြင်နိုင်တာကြောင့်လက်နက်လျှောက်တွေ့သမျှပြည်သူတွေကိုလက်နက်တက်စေပေးကသွေးကြွအောင်လုပ်ပေးခဲ့ဖို့ကြိုးမားထားခဲ့ပါတယ်။ပြည်သူတွေအကုန်လုံးပူးပေါင်းလာပြီဆိုတဲ့ချိန်ဒုကင်ရဲ့တက်တွေလည်းရဲမိသွားလောက်ပြီမို့လို့ဆော်မူရိုင်းတွေဒုကင်ရဲ့တက်တွေဘာတစ်ခုကိုမှယင်ဆိုင်မတိုက်ခိုက်ပဲနဲ့ ရှုခဲနန်းတော်ဘန်နာဒိုက်မြောင်မချင်းခုနှစ်တပ်ဖျားចောင်းဆောင်မောကမိတို့နဲ့အချက်ပြလမ်းညွန်တဲ့အတိုင်းလှည့်ပတ်ပြေးကြဖို့အစီအစဉ်ဆွဲထားခဲ့ကြသလိုဒိုကန်ရဲ့တက်တီလည်းမြို့ရဲတခြားလမ်းတွေလိုက်ပိတ်နေပေမဲ့လဲသမားတက်စုရိုနင်တက်စုနဲ့ပြည်သူလူထုတက်စုစစ်ကြောင်းတွေဟာသူတို့ကိုတွေ့တာနဲ့ဖျားเจ้าမဲ့မော့ကြည့်ပြီးလှည့်ပတ်ပြေးနေကြတာကြောင့်ဒိုကန်လည်းဟာဆူရာရဲ့ကြံကိုရိပ်မိသွားခဲ့ပါတယ်။ဒါကြောင့်တပည့်တချို့ကိုခေါ်ပြီးဖျားเจ้าမော်ကလမ်းမြတွေကိုတက်ရင်အပေါ်ဆုံးတက်ကလမ်းပြနေတဲ့ဟာဆူရာစီရောက်လာတဲ့အခါမှာ ဂျိုးတွေ့ပြီးသားမူရင်မဆိုင်မဲ့ဂျိုးနဲ့ခုံစင်းကပြည်သူကြားရေးပြေးထွက်သွားခဲ့ပါတယ်။ပြည်သူတွေလည်းအထီးကြီးသေးဆုံးမရှိဘဲဘန်နာဒိုင်နာရောက်လာတဲ့အခါမှာတော့ခေါင်းဆောင်ဟာဆူရာပေါ်လာပြီးအပေါင်ငွေချေးစာချုပ်တွေအကုန်လုံးကိုမီးရှို့ဖို့အမိန်ပေးတဲ့အတွက် ပြည်သူတွေလည်းနိုင်ယောင်ဝန်ထမ်းကြရင်မောင်တီအားပေးနိုင်သူကအားပေးတိုက်ခိုက်နိုင်သူကတိုက်ခိုက်မီးရှို့သူကမီးရှို့နဲ့ပြည်သူအားဆိုတာကိုပြသနေခဲ့ကြပြီးဂုံသွေးစုပ်အစိုးရလက်ပါစီဖုံးကြီးစုပ်တွေလည်းဘလို့ပဲပုံပုံပြည်သူရဲ့အားကိုမခံနိုင်မဲနဲ့ အဒုံယုံပြိုလဲကုံချိန်မှာဆာမူရိုင်းတပ်တွေရောက်လာပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ကုန်ကြပါတော့တယ်။ဒူကန်ရဲ့တပ်တွေလည်းထက်ရောက်လာကြတဲ့အခါမှာတော့တိုက်ပွဲဟာပိုပြင်းထန်လာပြီးထိခိုက်သေးဆုံးမှုတွေလည်းပိုများလာခဲ့ကြရသလိုညံဘလိုပဲကူကူဖိနှိပ်မှုကိုမခံနိုင်လို့တုံ့ပြန်ကြတဲ့စစ်ပွဲဖြစ်လို့အဒုံယုံသေးဆုံးတွေများရင်းနဲ့ပြည်သူတွေဟာအပေါင်းစားချုပ်အားလုံးကိုမီးရှို့နိုင်ခဲ့ကြပါတယ်။အစိုးရရဲ့ညှဉ်းပန်းမှုကြောင့်တင်းနေတဲ့အကျွေးတွေမရှိတော့ပေမို့ပြည်သူတွေလည်းဆက်မတိုက်တော့ပဲမောင်းတီအော်ဟေသချင်းဆိုကောက်ခုံနေကြတာကြောင့် ဒိုကန်ရဲ့တက်တွေလည်းလက်နက်တွေကိုင်းပြီးဘာလို့ရမှမသိကြောင်နေကြပါတယ်။ဒိုကန်ကလည်းစာချုပ်တွေမီးရှို့ပြီးပြီးမို့ပြည်သူတွေကိုပြန်ဆုံခိုင်းမှုပြောလိုက်တဲ့အခါခေါင်းဆောင်ကဟာဆိုတာလည်းပြည်သူကိုတန်ဖိုးမထားတဲ့အစိုးရအတွက်ပြည်သူအားကိုပြပီးပြီးမို့ပြည်သူအကုန်လုံးကိုစစ်ပွဲကနေပြန်ခေါ်ထုတ်သွားခဲ့တယ်ဆိုပေမဲ့လေလမခေါင်းဆောင်ဒန်စုကီရဲ့ရွာကိုဖျက်ဆီးတက်ဖြတ်သွားတဲ့နေသားနာဝါကိုမြေရှင်ကြီးကိုတတ်ဖို့ကြံနေသေးတာကြောင့်အသက်ဆုံးထားတဲ့ဟာဆိုတာစိုင်းစိုးဒန်စုကီပါဝင်သူရဲကောင်း9ယောက်လောက်ဟာနန်းတော်ဂိတ်စီတကြောပြန်ရောက်လာခဲ့ကြပါတယ် တညာလုံးတိုက်ခိုက်သေးဆုံးမှုတွေစုညံနေပေမဲ့နာဝါကိုမြေရှင်ကတော့တောက်စားမပြတ်တာကြောင့်မနယ်လင်းမှာအမှုမပြေသေးပဲအိန်တော်ရဲကနေဝေါ်ရင်နဲ့ထွက်လာခဲ့ခြင်းဒဲစုကီလည်းဒေါသကိုမထိန်နိုင်ပဲသူသမီးလေးကိုဟာဂီရဲ့ဇရိုးလေးကိုကိုင်းပြီးပြေးဝင်သွားတာကြောင့်ကိုရဲနော်ရီဝိုင်းတိုက်ခိုက်တာတေလူမျိုးပါခံလိုက်ရပါတယ်။ဟာဆူရာလည်းဇရိုးလေးကိုကောက်ယူပြီးဆာမူရိုင်းနေကိုရဲနော်ရီနဲ့ဒိုဂန်ရဲ့တက်တွေကိုအသေးခံတိုက်ခိုက်လိုက်သလိုတခြားသူရဲကောင်းတွေကလည်းအစာပေါင်းများစွာအင်အားမမျှပေမဲ့အားကုန်လုံးတိုက်ခိုက်ရင်တည်တဲ့လူသေးဒဏ်ရာရတဲ့လူရနဲ့ ရန်တွေလည်းအတုံးယုံဖြစ်ကုန်ကြပါရယ်။ဟာဆိုတာလည်းဒိုကန်ရဲ့ဓာချက်ကြောင့်ခြေထောက်ထိခိုက်သွားပေမယ့်ဇာယီဇိုကရှိသမျှတက်တွေကိုတယောက်တည်းတိုက်ခိုက်ပြီးရှိုကန်တခင်ရဲ့အိမ်တကားဝါထီရောက်အောင်သွားနိုင်ခဲ့တာကြောင့်အကုန်လုံးအာယုံလွဲနေခြင်းနာဝါကူမြေရှင်ဝဇရိုးနဲ့ထိုးသက်နိုင်ခဲ့တာကြောင့်ဒဲဆုကီလည်းငြိမ်းချမ်းစွာအသက်ထွက်သွားခဲ့ရပါရယ်။ရှိုကန်ရဲ့တကားဝါမှာတင်းကွဲများဆိုတဲ့စာတန်းကိုကတ်ထားကဇာယီဇိုလည်းဟာဆိုတာကိုတွဲပြီးထွက်ပြေးသွားခဲ့ကြရင်စမ်းကြောင်းတစ်ခုရောက်မှာတော့ ဟာဇူရာရဲ့ဒဏ်ရာကိုပတ်တီးစည်းပေးနေတဲ့ဒိုကန်ကရှာတွေ့သွားခဲ့ပါတယ်။ဟာဇူရာလည်းသူ့ရဲ့တာဝန်ပြီးမြောက်ပြီးမှဒိုကန်ကိုလည်းကိုယ်တာဝန်ကိုကြည်အောင်လုပ်ဖို့ပြောပြီးစိုင်းစုကိုတော့လွတ်လပ်ခွင့်ပေးဖို့ညှိနှိုင်းလာရင်းနဲ့နောက်ဆုံးမှာတော့တငယ်ချင်းနှစ်ယောက်မီးကုန်ရန်ကိုတိုက်ခိုက်ကြပြီမယ်။ဒဏ်ရာတစ်ဖက်နဲ့တိုက်ခိုက်ခဲ့ရတဲ့စိုင်းစုကဒိုကန်ရဲ့ဓာချက်အောက်မှာအသက်ပျောက်သွားခဲ့ရပါတယ်။စိုင်းစုလည်းဂရီပေးထားတဲ့အတိုင်းလက်စားမချီပဲကျိုးတူကနေပြီးထွက်သွားခဲ့ပြီး လူကလည်းတငယ်ချင်းဟာဆူရာရဲ့လောင်းကိုဖက်ထားရင်တာဝင်ကိုနားလည်ပေးဖို့စိတ်ထဲကတောင်းဆိုလိုက်ပါတယ်။ဂျပန်ပြည်ရဲ့သမိုင်းတစ်လျှောက်မှာပြည်သူအုံကြွမှုအကြီးဆုံးလို့ပြောလို့ရတဲ့အထိဟာဆူရာရဲ့ခေါင်းဆောင်ပုံကံမှုဟာသမိုင်းဝင်ခဲ့ပြီးရှိုဂန်ဆိုရဟာပြည်သူတွေကိုလိုက်ရောလိုက်ရပြီးဟာဆူရာကိုအနိုင်ပေးလိုက်ရတဲ့ကြောင်းဟိုအိုဂျီကိုဖုံးတော်ကြီးတစ်ပါးကတရင်ပေးခဲ့ပါတယ်။နောက်ငါးနှစ်ကြာမှတော့အိုနင်စစ်ပွဲလို့ခေါ်တဲ့ပုံကံမှုတစ်ခုထပ်ဖြစ်ခဲ့ပြီးခေါင်းဆောင်ခဲ့တဲ့ဒိုကန်ပါဝင်တစ်ဖွဲ့လုံးကိုအစိုးရကကွပ်မျက်ခဲ့ပါတော့တယ်။နေ့တည်ကြလာတဲ့အခါဟိုအိုဂျီလည်း ရွာလေးတယောက်မှာကလေးတွေကိုကူညီဆောင်ရှောက်ရင်းအေးအေးချမ်းချမ်းနေနေချင်းဇာကြီးဆိုလဲရုံဝဝလေးတကောင်နဲ့အတူပြန်ရောက်လာခဲ့ရင်ပြည်သူအောက်ကိုအကောင်းဆုံးပြသခဲ့တဲ့ဂျပန်သမိုင်းဇာလန်လေးပြီးဆုံးသွားခဲ့ပါတယ်။